ော့ဆရာမတန်းမှာကြိုးဆိုလိုက်ပါတယ်။ဟုတ်ကဲ့ခုခေါ်ကျွန်တော်တင်စပေးမှာကတော့ပရာစံကျေဇလန်တဘုတ်ဖြစ်တော့မနောမယရွှင်ညောင်ရေးသားထားသည့်တဆေရွာလို့ဦးရပါတယ်။အဲဒါကျွန်တော် channel လေးကို like နဲ့ subscribe လေးမလုပ်ရသေးဘူး။လုပ်ပေးကြပါဦး။တဆေရွာနာမည်ဟာကြည်ရမြင်ရသည့်မြင်ကွင်းဟာဖြစ်ရင်တွင်ဝယ်ဆွေးတဲ့ဖွယ်ဖြစ်ရ တွေးပဲဝင်ဝဲအရိတ်တွင်ဖြစ်တန်တာမီရောမြင်ကွင်းဟာရှုမောဖွဲ့အတိနေဖြစ်သည် နေဝင်းကြီးရောရှင်ဟာစံတော်နန်းပေါ်ကမြင်ရသူများတို့ဘဝမောပြင်းစေသည့်အနှစ်သာရတစ်ခုပြီးစွန့်၏ထို့အတူလေးပြင်းညင်းလေးဟာလေရှေးခြင်းနဲ့ရှေးဒီပင်နေကြားကဖြတ်တန်းလာခြင်းကြောင့်ရဏမီကကလူကြီးစေချင်းဖြင့်ခရင်းနှင့်ထွက်ခွာသွားလေတော့သည်ကျွန်ုပ်နေဝေမင်းမှာစင်အောင်ဒန်းဤတဏီယာတွင်ရောက်ရှိနေခြင်းဖြစ်ပေသည် ယခုတပတ်မှလည်းကျွန်တော်တို့နေရောက်တော့လေထွက်ခဲ့ရှင်းတော့မဟုတ်မိတ်ဆွေကြီးဝေဒဟရရွာသူကြီးဖာတီဦးခွန်အောင်ဤအကူကြီးတောင်းခံမှုကြောင့်ရောက်လာရခြင်းဖြစ်သည်ဝေဒရရွာတို့တွားရလမ်းဤတနေရာတောင်စုံးမှလမ်းမျောကကြည်ရင်ကျွန်တော်မှာပန်းကလေးကိုလွမ်းဆော့တန်တာမိအောင်ရှုခင်းကမြင်ရသူစိတ်ပဝင်အားတစုံတစ်ခုသောရင်ဝေဒနာအလွမ်းအဆွေးကိုနှိုးဆော့ပေးသဘောဖြစ် လမ်းမြော်ရအောင်လမ်းခေါ်ခြင်းမိအောင်ဖြစ်ပေါ်စေသည်မို့ကျွန်ုပ်မှာရှစ်စပွဲရှစ်ခင်ရသူလေးဟာလွမ်းဆုပ်မိနေခြင်းဖြစ်ပေသည်ထိုနေရာမှာအတန်ကြာအောင်ငေးမောကတည်ရင်မှဆက်လက်တက်ခဲ့ကြသည်နေမွန်းတဲ့ချိန်လောက်မှာတော့ဝိဒါရရွာလေးသို့ ရောက်ရှိခဲ့ပေသည်ပါတီမှာကျွန်တော်တို့ကမြင်းဒီနီဝန်တာအာရာဖြစ်တန်းလာမှထလာပါဆရာလေးတို့လာဗျာကုလိုလာရောက်ပေးတာဝန်တာတယ် အာရဝန်တာပြီစကားဆိုလေသည်တကြီးလူငလကလည်းကျွန်တော်တို့ကိုမြင်းသည်နှိပြေးတာကနှုတ်ဆက်ကပြေးဆက်သား၆ဖုတ်ပြီးရင်မီးဟိုဘဲသို့ဝင်သွားလေသည်အင်းပါတီဆက်သွဲသို့သာရောက်လာရတာပါဘာကြောင့်မှလဲဒီကမလီခုတကောက်စာထဲမှာမရေးထားပါလားပါတီကိုရွာမှာဖြစ်နေတာတော့ဟုတ်ဟန်မတူတော့အကျိုးကြောင့်လေးလည်းပြောပါဦးအေးဟုတ်တယ်ဝေးအထက်ကကင်မုံကုန်းမှာဆံပြရတဲ့အဖြစ်ပြက်ဖြစ်ပြက်နေတယ်ဆိုပြီး ရွာကြီးကဂျီနော်ကလာကူကြီးတောင်းတာနဲ့ငါကဆက်သွယ်လိုက်ရတာရေးရတာလုံရင်မရောက်ပြီလို့ရေးတာအဆင်မပြေလို့ထဲ့မရေးတော့တာပါဝေးသူဆိုတဲ့ပြစ်ကျတို့တို့မှလဲစိတ်ဝင်စားသွားပြီထိုးအချိန်မှပဲမုဆိုးကြီးထက်ကလေးမှရောက်ချီလာလို့ကျတို့တို့လေဝိုင်းဖွဲ့ကစားတော့ရင်ပါတီကအကြောင်းအရာကိုတော့ဆရာလေးတို့ကင်မှုကုံရောက်မှသာဒီချာမေးပါတော့ပြောကျွန်တော်ကတော့ထူးဆန်းစွာလူတွေပျောက်ဆုံးနေတာလည်းဝဲတည်တယ်ဗျကျွန်တော်တို့လည်းနေမွန်းတဲ့ ကြော်တာနဲ့နေကြတာနဲ့ခီးဆက်ခဲ့ကြတယ်ငလာနဲ့မိုးဆိုးကြီးထက်ကလင်တို့ကလမ်းပြကတောင်ပေါ်ရွာလေးဖြစ်တော့တောနဲ့တောင်မြဝိညာဉ်ကထားသည့်ကြားကလှပတော့တောင်ကြားကလေးတွေတည်ထားသည့်ကင်မွန်းရွာလေးတို့ရောက်ခဲ့ကြသည်ရွာအကြီးအကဲဂျေနော်ကြီးအိမ်မှာပဲအရင်ဝင်ကဖြစ်ဟာထက်ကလင်ပါလားမြို့ကလာအကူညီပေးတဲ့သူတွေပါဖာထီထက်ကလင်ကစိုးလေတော့အရာမောင်းကောင်းအသားလက်တော့ လူလက်ပိုင်းကြော်ယုံရှိမဲ့ဖော်ရည်သည့်တွင်မြင်ရှိသောရွာလူကြီးမှလာထိုင်မှာခုလိုလာရောက်ပေးတာကျေးဇူးတိတ်တင်ပါတယ်ထိုမကြာမီရွာလေးမှာအင်းရှိအနေငယ်လောက်သာရှိသောတောင်ပေါ်ရွာလေးမျိုးကျွန်တော်တတိထားမိတယ်။ရွာမလူများမှာကျွန်တို့ရောက်ရှိလာတယ်တော့ထူးဆန်းတပွဲဖြစ်လာရောက်ကကြည့်ချူနေလို့ဖာထီးကြတယ်။ဟေး။ငမဲလာကွက်ခုဆိုလိုက်ရမဲဘူးဘူးနေလူရဲတယောက်ကျွန်တော်တို့အာမိတ်ဆက်ပေးလေ။ ထိုးသူမှလူငယ်ကောင်းဆောင်ငမဲဆိုသူပြီးဖြစ်သည်ငမဲမှာပေါ်ရည်သည့်အတွင်တော့ရှိတယ်ကျွန်တော်တို့မှပါလာတော့ရက်အားထုတ်တာပါတီကလက်ဆောင်တစ်လုံးပေးကတောက်တုံးရင်းမှအကျိုးကြောင်းလေးဆိုပါဦးဗျာဖြစ်ပုံကတိမှတုံးသက်ယူရမှာမို့ပါထိုးကငမဲကရှေ့အခါလေတော့ကပေါ်စတင်ဖြစ်တာပါရွာဆောင်ကတောင်ရခင်းမှာပေးခူးနေတယ်လုံမပြူတယောက်ထူးဆန်းစွာပျောက်ဆုံးသွားတယ်ရှားမတွေ့ဘူးတောင်ကောင်ရှေ့ရမတွေ့ဘာထူးခြားမှုမှမတွေ့ပါဘူးပျောက်ဆုံးသွားတယ်ဗျာ အဲကနေရွာမှာတော့ဝင်လူတွေပျောက်ဆုံးနေတာခုဆိုလူ6ယောက်ကျော်ခန့်အောင်ကြီးတော့ပြီဗျပျောက်ဆုံးမှုကလည်းဒူဒူပါပဲခုဆိုလေဒီတော်တဲ့ဝချားဖွေးမကြည့်ဘူးလားကျွန်တော်ကမေးလိုက်တော့နေရာဆုံးချဖွေးပါတယ်မထူးချပါဘူးအင်းခပေသားပါပဲစင်စားကတွေးတော့ဖွေမရဖြစ်နေလို့ကျွန်တော်မှငေးမောကတွေးတော့နေရင်မှတစုံတစ်ခုတော့အเจ้าရာဆက်လက်မေးလိုက်တယ် ဒါယုံကြည်မှုနှင့်ပတ်သက်သည့်တချို့နေရာများတွင်ကန့်သက်ထားသည့်ယုံကြည်မှုနှင့်ဆိုင်သည့်အရာပင်ဖြစ်လို့မိကွန်းကမေးမြန်းခြင်းပင်ဖြစ်ပါတယ်။နေရာအဆုံးရှားတယ်ဆိုတော့ကွာတတနည်းတော့မကြံဘူးလား။ကျွန်တော်ကမေးရ။ပါတီတို့ကန့်သက်ထားတဲ့နေမီကောင်းခြင်းဆိုးခြင်းအရာနဲ့ကန့်သက်ထားတဲ့နေမီတွေရောမရှိဘူးလား။ကျွန်တော်ကဆက်လက်မေးတော့မျက်နှာပြည့်ရုံးကတနည်းတော့အသွားအလာမရှိဘူးပြ။မသွားလိုက်ရေးပါဘူး။အဲ့ဒါကဘေးနေရလေ။ပါတီ ဟိုတဆေကုန်းပါထိုးဦးမမြင်နေရတဲ့တောင်ကြီးလေဗျာဟိုမတော်ထူးထူးအဲ့နေရာတော့မသွားလာရဘူးဗျာတဆေတောင်လို့တော့ဘိုးဘေးတွေကခေါ်တယ်ဗျတဆေတရေတွေရေမကောင်းနဲ့နဲမီဆိုပြီးရှေ့ဘိုးဘေးတို့ကခြုံခါကြတယ်ပြုတ်ဟူးချင်းပြလေသည်ကျွန်တော်တို့လည်းပြုံးရည်တာခေါင်းငိမ့်လိုက်သည်ထိုးနေရာမှာသာခြာဖွေရန်ကြံစီလိုက်တယ်ကျွန်တော်ရွေးချယ်လိုက်တယ်စားတော်ရင်စကားများပြောစုကမနှက်ဖြံမနှက်မှာစတင်းကား ထူးဆန်းသောပျောက်ဆုံးမှုများကိုရှာဖွေရန်တိုင်ပင်ကဖာတီဂျေနော်အိမ်မှမြင်အိပ်ဆက်လိုက်ကြသည်နောက်တနေ့အစောမှမှကျွန်တော်တို့နိုးထလာကြသည်ကျွန်တော်တို့မှကိုလက်တန့်ဆင်ပြီးမနက်စာအဖြစ်ကောင်းရင်းပေါင်းဆက်သား၆နှစ်တန်စားတော့ပြီးစည်းတည်နေကျွန်တော်မှလိုအပ်သည့်ပစ္စည်းများဆက်ဆေးကြပြီးပြင်ဆင်ထားလိုက်သည်ကလာသာကောင်းဆောင်ကမေးအညာကလေးကလည်းခေါ်ထားပြီးဖြစ်သည်လမ်းပြရန်အတွက်ဖြစ်သည်ကျွန်တော်တို့စတင်ကားဖြင့်တစေတောင်ဂုံးပတ်သို့ကျွန်တော်ကစိတ်ဝင်စားပြီလို့မမေရလမ်းပြခိုင်းသည်တောသည်ထူထပ်သည် ထို့အတူနေခံများပြီမရောက်ပြီလို့တော်ဟာထူထပ်ကပြီးချုံနေနယ်တွေတိုးမပေါက်ပြီလို့ရှင်းလင်းကပြီးဆက်ခဲ့ကြသည်နမဲမင်းရောခုနေရဘူးသွားလာဘူးတတိရှိရလားဝေမင်းကမေးလိုက်တော့ဆရာလေးဆရာလေးတို့နဲ့ပဲစိတ်ချပါတယ်ပြီးတော့စူးစမ်းရတာကိုသိကြတာဗျာဟုဆိုလေသည်ငလာရေးမင်းမောရင်နမဲကိုတလဲပြေးလိုက်ပါဦးဟုကျွန်တော်ကဆိုလိုက်တော့နမဲမှာဟုတ်ပြီဒါပဲမေးတော့မလို့ကိုငလာကြီးရေမောနေရော့ ပေးပေးဟူဆိုကဂိုင်းကုတ်ဓမ္မကိုယူကချုပ်မြရှင်းလင်းကလမ်းဖောက်သွားကြသည်ငလာကတော့မဲ့ရွယ်ကမင်းနဲ့ငါလခွေးမင်းရဲ့သပပင်းဤသပဟူပြောဆိုလိုက်ပုံပါကျွန်တော်ကျွန်တော်တို့မှရီမောเสียဖြစ်ပြီလို့ရီမောမိလိုက်ကြသည်တော်ဒီသားရဲ့កောင်များပင်မတွေ့ရှိတိတ်ဆိတ်မှုပါထိတ်ညံ့เสียပြီကောင်းနေပြီဒီ ခဏနားရအောင်ကွာအခုကျွန်တော်ကနေပင်မွန်တဲ့ချိန်ရောက်ပြီမူဝေယုံပြည်များထူထပ်စွာပေါက်နေသောတောင်ကျော်လေးပေါ်မှာခဏနားရရင်ပြောကြလိုက်တယ်ကျွန်တော်မှတောင်ကျော်လေးပေါ်မှာမြင်ရသည်တောင်ကြီးတစ်လုံးစိမ့်ဆိုကတိကောင်ဝါကောင်းများအတိအကျရှိနေသည်ရတော်ကိုကြည့်ယုံခမမ်းမိပေသည်အเจ้าမှာလူသူရောက်ပေါ်မလာဝင်းကြလို့သာဖြစ်ပေတယ်ကျွန်တော်တို့မှနားခိုနေရင်ကအစာပြေစားတော့ရင်ထဲ့လာသည်အင်ဘတ်ထုတ်လေးများနေထဲ့ထားသည်အစာတော့များကိုစားတော့လိုက်ကြသည် ဆရာလေးထူးခြားတာတွေ့လားထက်ကလေးကမေးရကျွန်တော်မှထူးခြားတာမတွေ့ဘူးဗျကျွန်တော်ကတော့ဟိုတစေတောင်ဘက်ဝင်ကြည့်ရှင်တယ်ဘယ်လိုလဲသူတော့သဘောပြေကျွန်တော်ကဝိဝိုက်ကမင်းငေါ်ပြလိုက်တာဆရာလေးသဘောပါပဲဟိုအဖွဲသားများကစိုးလေးဒီမို့ကျွန်တော်မှလည်းအင်းအန်ဒီရတခုခုတော့ရှိမဲ့ပုံပဲခုတောင်နဲ့နီးကက်လားလေးလေးချမ်းစိမ့်စိမ့်နဲ့တေးစိတ်လာတယ်တေးစိတ်နေတယ်ဆိုတော့လည်းနားထဲမှာအတန်တူကြားနေရတယ်လို့ပါပဲကွာခံစားမိတယ်မင်းတို့ရော ဟုတ်တယ်ဆရာလေးပြောမှကျွန်တော်ကကျွန်တော်ပဲကြားနေရတယ်ထင်နေတာပါ။နားကြားမှလည်းထင်နေတာဟုနမေကဝင်ရောက်ကပြောဆိုလေကြံသူများမှလည်းထိုအတိုင်းသာပင်ဖြစ်သည်။အေးငမဲမင်းကိုမေးရအောင်မေးတစေတရေနဲ့ပတ်သက်တဲ့ရှေ့ဘိုးဘေးတွေကဘာပြောတာကြားဘူးတလေ။ကျွန်တော်ကမေးရငမဲကအင်းဟုတ်တယ်ဆရာလေးကြားဘူးတယ်။အဲ့တောင်မှတည်ဆုံးပြီးသားလူတွေရဲ့ဝိညာဉ်တွေရဲ့ဆုံးပညာကဝေပညာစသဖြင့်ဘုံတစ်ပတ်ရှားမကျွတ်မတွတ်တဲ့လောကသားတွေရဲ့ရွာကြီးချီပြောဘူးတယ်။ ညအခါပဲရွာကရှိတယ်ပြောတာပဲမနဲ့လင်းရင်တော့ရွာကနေထွက်ရတယ်ပြောတယ်တချို့လူတွေရောက်ဖူးကြတယ်ဗျမဟုတ်ရင်အဲ့နေမိတယ်မပိတ်မိသွားတယ်ပြောတာပဲအဲ့ဒါကရှေးစကားတွေပါဟိုရောဟုတ်မှန်လားတော့မသိပါဘူးခုငမဲကစိုးလေးဒီမဟုတ်ကျွန်ုပ်ကအေးကွယ်ငမဲရလောကမှာမဖြစ်နိုင်ခြင်းဆိုတာလူတို့လူညံ့တွေရဲ့အဘိဓမ္မာပဲရှိတယ်ပြီးတော့မဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတယ်ဒီမတိုင်ရင်အရွက်တွေကမလုံဘူးကွာ အဲ့ဒါကတောင်လီတိုင်းမှာလုံနေကွာမြောင်းလီတိုင်းတည်းလုံမယ်ပေါ့ထို့အတူလီတိုင်းဘုဖြစ်စဉ်တစ်ခုကလုံပေးရတယ်ကွာအဲ့လိုပဲတဆင့်တဆင့်နဲ့ကန့်ညီစွာတောက်တဲ့အခါမှာဖြစ်ပြက်ရတယ်အမြဲတော့မဖြစ်ပြက်ဘူးကွာညံမမီရင်လည်းမသိရှိဘူးကွာငါတို့တွေကအတီလေးမြူမုံပြင်တဆက်လောက်တာတိရှိလို့တင်ကြလေးလံနေရတာဒါတော့လောကကြီးမှာတိရှိစေရာဉာဏ်နေတာကသမုတ်တရားကြီးလိုပဲကွာ ရေတစက်မှုအသေးငယ်တဲ့အတိငယ်မှုငါတို့တွေဟာညံမမီချင်းကြောင့်သာမယုံကြည်မှုဆိုတာဖြစ်လာရတာကွာတွေ့ကြရကြားသည်မြအကုန်လုံးယုံကြည်ရမယ်ငါမပြောဘူးနော်ဘယ်ရမှမယုံကြည်ရဘူးလဲမပြောဘူးကွာငါပြောတာကစင်ရင်ညံနဲ့တွေ့တော်ပြီးမှညံအတိနဲ့တွေ့တော်ပြီးမှအကျိုးအကြောင်းသဘောကိုကောင်းကောင်းနားလေသွားရင်အဖြေထွက်လာလိမ့်မယ်ကွာအဲ့ဒါမှယုံကြည်မယုံကြည်ကိုညံနဲ့စင်ညံပေါ့ကွာကိုမသိလို့ မစင်ကျင်မတွေးတော့ပါပဲမယုံကြည်ဘူးလို့မပြောရဘူးဖိမ့်ပိတ်မငြင်းရဘူးကွာအဲ့ဒါပိတ်ပင်ခြင်းသဘောသာဖြစ်တယ်အသိပညာဟုတ်မှသွားတာပါပဲအေးဟုတ်ပြီကွာဆယ်လင်းသွားတော့မလားအေးသွားမလဲမင်းမဝင်ရင်တောင်ချီရောက်သွားကြတာပေါ့တောင်ကြားချိုးကြားမှာခီးဆက်လာရင်ထူဆန်းတော့အရာမတွေ့အနည်းရဆိုတာလည်းမတွေ့ချီတားကောင်ငယ်များပင်တခါတည်းရမသာတွေးချီရပြီလို့ဒါကထူဆန်းသည့်ထူးခြားမှုများပင်ဖြစ်တယ် ျွန်တော်မှသတိထားကားဖြစ်လုံဝင်ချင်းရှိနေရလေးလာကားဖြစ်ရှစ်ဆက်ခဲ့တယ်ညာနေနေဝန်းဟာအနောက်တောင်တန်းပေါ့ချိုးဝင်ကငုံဝင်သွားပြီလို့နေမင်းဟာရောင်ဝလင်းတော့အနီးတိမ်သားဆိုင်ပေါ့တိမ်တောက်တဲ့သဘောဖြစ်မောင်ကြီးကြီးဝေဝါဝါနေညာနေအခါမှာတောင်ချီတို့ရောက်လာခဲ့ကြတယ်တောင်ဝမြင်မချင်းတဲ့ပြန်ကားချင်းအနေရှိပြီးတောင်ကျော်ဟာချူမြောင်ကြောက်တော့ပဲတောင်ကြ ချောင်းတော်ဟဲကဘာကြီးများနဲ့တွေ့မြင်ရသည်အဝိမပင်မြင်နိုင်အောင်ကျေပြန့်ကရှိပြီကျောက်တွေပြီးနေနေအောင်ပေါများလာပါတကားဟုတကလင်ကဆိုလီဒီမှုကျွန်တော်တို့မှလည်းဟုတ်မှန်ချင်းမှုခေါင်းငိမ့်လိုက်ရသည်ကျွန်တော်တို့မှတောင်ချီချီနွေမြစ်တွေရစ်တိုင်းနေတော့ညောင်မုတ်စိတ်ပင်ကြီးအောက်တွင်စကန်းချကချောင်းကလေးကိုတွားရကိုလက်တန်းစင်ရင်မှငလာနေမူဆိုကြီးတကလင်တို့မှကျောင်းရဲ့ချင်းများဖန်းစည်းလာလို့ရိတ်ခါအတွက်ပါလာတော့စသား၆များအပြင်ငါးများပါလာလို့အစီအမီသွားကြသည် တင်ရအကျိုးနဲ့ကရှာဖွေရင်ပုံကထားကြသည်ဝစပိုင်းများနေရင်တွေ့တယ်ပါပဲကျွန်တော်မှလည်းနေဝင်ကြည့်ရောရှိတောင်တန်းကလေးအပေါ်စီမှမြင်ကွင်းဟာချူငေးဖွယ်ကောင်းအောင်လှပပြီလို့ကြည်နေမိစဉ်ပုံရိပ်တစ်ခုမိမငယ်တူဖြစ်မယ်ပလိုင်းကိုနှစ်ဖူးမှကျိုးတင်ကပြီတောင်ပေါ်တိုင်းရင်းသားတွင်ဟန်ဖြစ်ရေကနေတွေးမိလိုက်ရသည်ကျွန်တော်စိတ်ရစင်ရထိုးတဲ့နောက်ကပ်ပါကရှာဖွေကြည့်တော်လေမတွေ့မြင်ရတော့ပါရှိညဟာပိုးပရစ်တို့ တစီစီအတန်ဖြစ်တော်တခုလုံးထူပူနေအောင်စူညံစွာကြားနေရသည်ကျွန်တော်တို့မှလူခွဲပြီးညာဆောင်ကတလဲစီအတွဲကြကင်းဆောင်သူဆောင်ကအိတ်သူအိတ်မှာမဟုတ်ညမနှခင်စကားပြောရင်အမဲလိုက်တမီများအားဆန်းသက်ကားဖြစ်လဲတယ်လဲပြင်စင်နေရင်ကျွန်တော်မှသတိပြုမိသည်မှာပဝင်းချင်းရဲ့ခိုးဝင်အမြလွှမ်းခြုံရောက်လာရွေးတော်တွင်မှရှိကကပြောင်းဝဲလာသည် မြူခိုးများတဲ့ အမွေထုကြီးဟာတော်တွင်းမှာပြန်ဝဲကလွင်မျောလာခြင်းဟာတတိပြုမိပေလို့ဟာဘာတွေလဲကွာကျွန်တော်ကအလန်တကြားနေရေယူမိဘူးကြံလူများကကြည်ပြီးဘာလဲဆရာအေးလေဝေမင်းကလည်းဘာလဲဟာမင်းတေချာကြည်စမ်းတော်တွေကမိခိုးတွေလားမိခိုးတွေလားဓာနေတာလေကျွန်တော်ကဆိုလေမှာဟာဟုတ်ပြီဒါပဲတောင်ခိုးတွေလားစဉ်းစားရခက်နေတော့မိခိုးများတရားမွေများကကျွန်တော်တို့ကိုဟွာမျိုးသဘောပြည့်ကွမ်းချုံသွားလေတော့ဒီအခုအမွေများဟာထူသေးစွာနေမို့ မြင်ကွင်းဟာမိဘုံမှာမိအောင်လေးတာမြင်တွေ့ရပြီးစိတ်ဘဝင်မှာလေးလံသဘောဖြစ်ဝေဝါးကလာရင်ကျွန်တော်မှာတတိထားကနေရင်မှာဟာတေးကြီးဟာဘာကြီးလဲရုပ်ပါဦးစသဖြင့်တန်များစူညံစွာထွက်ပေါ်လာလေသည်ကျွန်တော်မှာပြီးအမြင်မှာမိခိုးမွေများကြာပုံတရံတွင်ပြင်မျိုးစုံပြင်မကောင်းဆိုးပါဝိညာဉ်တို့ဤရုပ်တွင်မျိုးမျိုးကိုမြင်ရပြီလို့စိတ်အာယုံအတိကိုကတ်တွဲကာဖြစ်မျက်လုံးမိတ်ထားလိုက်သည်ကြံပွဲသားများကိုမူတတိမရတော့ပါဘူး ။စုညာတန်ရမယ်အပြင်မကြရတော့ပါရှိ။ကျွန်တော်အတန်တစ်ခုကြောင့်တတိယလာတော့တဲတဲ့ဖွဲ။ရင်လေးထက်ရှိမြခင်ခင်းလာတော့အိယာပေါ်တွင်လဲလောင်း၍နေခြင်းဖြစ်သည်။ဘလို့ရောက်ရှိနေလဲကျွန်တော်စဉ်းစားမရ။ကျွန်တော်မသိရှိ။ကျွန်တော်ဘေးဘက်ကိုကြည့်လိုက်တော့ဝေမင်းထက်ကလေးတို့ကိုတွေ့ရပြီ။ကြံလူများမတွေ့ရှိပြီလို့ဝေမင်းဟာလှုံ့နှိုးလိုက်တယ်။ကျွန်တော်တို့သုံးယောက်တတိဝင်လာတော့တဲတဲ့တို့မိမငယ်တအူးဝင်လာလေသည်။ထုံမင်းကြီးလေးငယ်မှာညနေကကျွန်တော်တွေ့လိုက်တော့မင်းကလေးပင်ဖြစ်သည်။ ချုံတို့ဘယ်ရောက်နေတာလဲအခုကျွန်တော်ကမေးလိုက်တော့မင်းကလေးမယ်မာရှင်ပြတော့အပြုံးတစ်ခုဖြစ်အကိုလေးတို့မိနေတာနဲ့ကျမခေါ်လာပြီးထားပေးထားတာပါကျွန်တော်မှအန်ဩသွားရတယ်မင်းကလေးမလူငယ်ပြိုရွယ်သူကကျွန်တော်တို့လူလူကြီးတုံးယောက်ကိုဘယ်လိုတည်ဆောင်လာပါသလဲပေါ့ကျွန်တော်မှအတွေးတွေကြားချင်အောင်တော့မတွေးလိုက်ရပါကျန်လူတွေရောခုမေးရအကိုလေးတို့ပဲတွေးတာပါခုဆိုလေဒီမို့ကျွန်တော်မှ နှလားနဲ့ငမဲတို့အတွက်စိတ်ပူပန်ဖြည့်သိမ့်မရဖြစ်နေအောင်ပူပန်နေရရှိပြီဟိုဒါနဲ့မင်းကလေးကဘာလုပ်လဲကွယ်ထက်ကလေးကမေးရဟောအကိုနဲ့တစ်ချိန်တစ်ခါကခင်မင်းကြုံတွေ့ရင်းနှီးကျွမ်းဝင်ကြဘူးပါတယ်ကျွန်တော်ကကြည်ကပြောလေဒီမူကျွန်တော်မှတကယ်ဆိုထိုမင်းကလေးကမသိရှိပါဘူးညီမနာမည်ကပန်းကလေးလို့ခေါ်ပါတယ်အရှိန်မရှိတော့ဘူးအကိုနဲ့ပါလာတဲ့သူတွေကိုရော ကြံရွာကလူတွေကိုရောကဲ့မယ်ဆိုရင်ခုတကောင်ရောက်တော့မယ်မနဲ့မလင်းခင်ကဲ့တင်မှရမယ်မဟုတ်ရင်ကဲ့တင်ဖို့ရောပြန်လာဖို့ရောမလွယ်တော့ဘူးညီမကဘလို့သိရလဲလာပါအရေးကြီးရာကကဲ့တင်ဖို့ပဲမလားဟူးမိမငယ်ကဆိုကကျွန်တော်တို့ကစေမျက်တော်အမြင့်တစ်ခုစီပေးလေသည်ကျွန်တော်တို့မှဘာမှမသိတော့လေလိုအပ်ပြီလို့ပေးချင်းဆိုပြီးယူဆောင်လိုက်တော့စေမျက်ကိုလက်ထဲကမချပါနဲ့ကိုဒီစေမျက်ပေတာမြစ်ပါ ဒါကြိမ်နိုင်ရင်ပရလောကကိုမြင်နိုင်သလိုကိုယ်ကလည်းပရလောကသားတွေတို့ဖြစ်သွားတယ်ခုသွားလာရမယ့်နေရာအတွက်တကယ်ကိုလိုအပ်တယ်မဟုတ်ရင်အနေရရှိကိုဟုဆိုကချိန်မှထောက်ကသွားတာကိုကျွန်တော်တို့လည်းမိမငယ်နောက်မှအမြန်လိုက်လာရတယ်မိမငယ်မှာထူးခြားမှုထူးဆန်းမှုကောင်းလောက်အောင်တွက်လက်ပေးလို့မနေပင်ဟောခဲစတဲ့အောင်နောက်မှလိုက်လာခဲ့ရတယ်ယောက်ကန်းကြီးတခုတို့အရောက်မိမငယ်မှာကိုတို့ဘာမှမကြောက်နဲ့ ခုန်ချရင်နော်ဟုဆိုကရှေ့မှာကြောက်အတွင်ခုန်ချပြီလို့ကျွန်တော်မှလည်းထိတ်လန့်သွားတယ်တိုးတော်လည်းမထူးခြားပြီလို့ဒီတနေ့မွေးတနေ့မှာတခါတလေယုံကြည်လိုက်တာကောင်းပါတယ်ဆိုသဘောဖြင့်ခုန်ချလိုက်သည်အမလေးဟုထက်ကလေးမှအော်ဟင်းခုန်ချပြီလို့ကျွန်တော်မှထိတ်လန့်ခြင်းကနေရီမောမိအောင်စိတ်ပဝင်ဟာတာဖြစ်လို့နေတယ်ဟာဘလို့လဲဟာကြောက်အတွင်းနဲ့မထင်ခဲ့ရခုတော့ဆေးပိတတာမှာကြောက်ဟာပြက်တန်းကထိုးထားသည့်သဘောဖြင့်ကြောက်တိုင်ကြီး နှစ်တိုင်းနဲ့ဒါတာအတစင်မိုးဝသဖွယ်ကြောက်တိုင်ကြားမှမိလန်လီမိုးဝမှာရေးသားတည်ကတဆီရွာတဲ့ဟာဒါတဆီရွာပေါ့အဒါနီယံပန်ကလေးကအချက်ပြပြီကျွန်တော်တို့ဟာစကားမပြောပါနဲ့ဘယ်သူပါမင်းမင်းမဖြေပါနဲ့ဟိုမှာကြာကားထိုးမိုးဝမှာဝင်ခဲ့ကြတယ်တရားပေါ်ကမိုးဝကိုဝင်တာနဲ့စမ်းမရဘွယ်အတိမီးရောင်တွေနဲ့ရွာကြီးပွေနဲ့တဖွယ်ရောင်းချကအော်ဟစ်ပြောဆိုသွားလာနေကြတယ်ပုံပြင်တရံအစုံဖြစ်ရုပ်တွင်ရမြင်ရဆို ဟောင်းအကြီးအသေးဆုံးလင်းသောပရလောကသားများပိတ်တာပုံသားများတွေ့ကြရသည် မတ္တိစေယရုပ်တွေများဖြင့်တချို့ကခေါင်းကြီးကိုတည်တချို့ကတော့စနေရွက်လိုတစ်ဖက်ဖြက်ခတ်နေသောနေရွက်ကြီးများတယူရီဆက်မပြအစီကြအနေသည်ဈေးရောက်သူများကလည်းရောင်းချနေသည်များမှာမကောင်းဆိုးကငားများကဲ့သို့ငချင်းပုံစံများမှာလည်းထို့အတူပဲမင်းဝယ်မရှိသောတွင်ပြင်မျိုးစုံရောင်းချနေကြသည်ဝယ်သူများကလည်းမကောင်းဆိုးကပိတ်တာပုံသားများထဲမှာအဆိုးတကအဆိုးများဖြစ်တယ် တနည်းရောက်မှလူပုံစံအတွင်ပြင်ဖြစ်အစင်ပေါ်မှလူကအေးငါနာမကတစေတောင်းကို အပိုင်ဆိုင်နဲ့ရာသာတပတ်ကြီးပဲတောပိုင်ကြီးလည်းဖြစ်တယ်လို့ခုတစေရွာရဲ့ကြီးခဲ့ပဲကွာငါကဒီနေ့လူသားတွေကိုတက်ဖြတ်ပြီးငါရွာသားတွေကိုပွဲလုပ်ပြီးမှမင်းတို့စားရှင်နေကြတယ်လူသားတွေငါဖမ်းထားတယ်မကြခင်နေလို့လည်းပွဲတော့တည်ရမယ်ပြောဆိုနေတယ်ဒီမို့ချို့တို့မှာတန်ကလေးခေါ်ရနောက်တူအမင်းအမင်းလိုက်တာကြသည်ပွဲအဆုံးတွင်ကူစီး ထူကူကြီးရဲ့ဝင်သွားတော့အယိုးများဖြင့်ဖန်တီးထားသည့်လောင်ဝင်တစ်ခုထိုးအရှိမငိုင်းမိနေသောပိတ်တာကြီးနှစ်ကောင်အထဲမှာတော့ငလာငမဲနေကြတာတချို့ကိုတွေ့ရပြီလို့ဘန်ကလေးမလောင်အိတ်ကိုဖွင့်နေတော့အထဲမှာလူများကကျွန်တော်တို့ကိုမြင်နေပြီမို့ကျွန်တော်မသားလေးနေရင်ပြောကြပြီးအကုန်အပြင်းထွက်ကဘန်ကလေးမလက်တွေတွဲကဈေးမြင့်ပါသူနဲ့အမြန်ထွက်ရင်ပြောကြပြီးနေမထွက်ခင်အမြန်ထွက်ရင်ပြောလေကျွန်တော်ကလည်းလက်ပတ်နာရီကြည့်နန်းနှပင်ရောင်နီထွက်တော့မှာမို့တော်မတော်သေးတာမှာမို့ငါးနာရီလောက်ကလေးကနေမင်းဟာ လင်းရောင်တောက်တဘောမှု၄နာရီခွဲပြီရှိရှိလို့အမြင်ထွက်လာကြသည်တန်းကြီးတယောက်ကုတ်ပါတယောက်ကင်ကငငယ်အချိန်ခါတုန်းကစော့ကစားဖူးရဲ့ရထားတွဲစော့နီးလို့ဘေးဘကုံးမူးမကြည့်ရင်ရွာသားများကိုပြောထားရသည်အဝင်ပေါက်တို့ရောက်ရန်သာကျွန်ုပ်တို့မှာဆူတောင်းမိနေတယ်စင်ဟာအမလေးဘာကောင်ကြီးလဲဟာအခုအတန်နဲ့အတူရွာသားတဲ့ရောက်လေမပြေးထွက်ကအမြန်ပြေးထွက်သွားသည် နတ်လိုလိုမကောင်းဆိုးဝါးကြီးတကောင်ဖြက်ပြန့်ခြင်းကြောင့်ဖြစ်တယ်မကောင်းဆိုးဝါးကြီးကရုပ်တရက်အပေါ်မှာဖြက်ပြန့်သွားခြင်းကနေတပံပြန်လဲလာပြီထိုသူမှလည်းငတ်မိတ်စာကြီးကကုတ်ချီမကလူမိတ်စာနာနာဘဝများကြားသို့ပြေးချလိုက်ပြီကျွန်တော်တို့ဘက်သို့တပံပြန်လဲလာပြီလို့ထိုအတူနာနာဘဝများဟာပါစကြီးများနေရဲချိန်မဲ့လားဖြဲထွက်လာကအဆွေတွေပြုတ်ပြရကမန်ပြီးသူတို့ခွေးတကောင် အစာမှန်ဖြီးတယ်လို့တကီးကီးအတံမွေးကကျွန်တော်တို့နဲ့ပြီးဝင်လာကြတာမို့အဝင်ဝါဟာမြင်နေရပြီလို့ကျွန်တော်မှအနောက်ဆုံးကမှုပြီးဟအဝင်ကိုပြီးဟ ပြီးကြမနဲ့လင်းတော့မယ်မနဲ့လင်းတော့မကိုရွာတကားပြက်ခွဲတော့မယ်ကျွန်တော်တို့လည်းအလင်းမြန်မြန်ပြီးကြရသည်တို့အတူကျွန်တော်ဘောရမှာအင်းမြလောက်ခြောက်ချားစရာအတံမျိုးမကြဘူးပါပဲမလို့စိန်နဲ့လိုက်တက်ပြက်ကြစမ်း အတန်နဲ့ကြီးပြီအရာသာကြီးမှလရာကြီးအတွင် ပြောင်းကပြန်သန်းဟာလိုက်ပါလာသည်ကျွန်းတို့လည်းမြင်မြင်ပြီးကြရသည်ညီလေးကလည်းတဖြည်းဖြည်းချင်းအရှိချကလာရှိပြီးဘီရလင်းဟာတဖြည်းဖြည်းအရှိချကလာရှိပြီးနန္ဒဘောကစေကောင်များမှညီလင်းကြောင့်ပျောက်ကွယ်သွားကြပြီနာကြီးတို့ဩတန်များဖြင့်ကျွန်တို့လည်းတရားကိုအဖြတ်ပင်ကလေးမှကျန်နေခဲ့သည်လာလိညီမအခုကံမကုန်ရင်ပြန်ဆောင်တွေ့ကြတာဘို့ လက်ပြနှုတ်ဆက်နေတော့ပန်းကလေးတရားအလေမှာအနှုတ်မှာမိစ္ဆာများရောက်ရှိလာတော့နေရလင်းရုတ်တရက်နေကျင့်ကျင့်မှာအလင်းများဖြာထွက်လာတာကြောက်ကြီးမှာဖြတ်ထိုးလာတော့တရားလေးဟာအလင်းလေးကြာအမှုမွားများအဖြစ်ပြောက်ွယ်သွားသလိုကျွန်တော်တို့မှလည်းစိတ်ပုံရင်အတိမမေ့လျော်ကအလင်းရောင်များကြာတူးဝင်ကမေ့မီော်သွားကြလေသည်မကောင်းစိုးအားချားတွင်လည်းပန်းကလေးမှာတပြေးပြေး ဝေဝါးကပျောက်ကွယ်သွားလေတော့သည်ကျွန်ုပ်ကလုံလို့ချင်းကြောင့်တတိရတာတော့ကဆိုရင်ပူပန်ဆိုဖြစ်ကျွန်ုပ်ကကြည်နေကြသည်အဖွဲသားများနေရွာသားများတွေ့ရပေသည်ကျွန်တော်တို့မှာထူးဆန်းဆိုဖြစ်တစေတောင်ဆက်ကတနေရာတွင် ရောက်ရှိနေလျက်မူအံ့ဖွဲစမ်းကြည့်မှုကိုလိုက်မမီပါရှိထို့အတူကျွန်ုပ်မှာတာဝန်ယူထားသောအလုပ်ပြီးမြောက်ပြီမို့ဂျင်းနဲ့ဆိုဖြစ်တဆော့ တက်ကြွာဆိုပြန်ရန်ထွက်ခွာကြတော့လေကျွန်တော်မှာတော့တစီတောင်ပဲလမ်းမြောကြီးစိတ်အ widetilde တောင်းတလို့ပူဆွေးရအောင်တစုံတရာမြည်တော့ရင်ဝေဒနာဖြစ်နောက်တစ်ချိန်အကျဉ်သူမဟာဖြစ်ကျွန်တော်ဤအိမ်သူဇနီးဖြင့်ဖြစ်လာရတော့အခါတစုံတစ်ခုရလီရင်ဖြစ်မနှောမရချွင်းရအောင်ဘယ်ကျွန်တော်ခုတင်းစပေးတော့မနှောမရချွင်းရအောင်ရေးတာထားသည့် တက်စီရွာမြည်ဒီဇလန်းလေးရကြိုက်နေတယ်မထင်ပါနဲ့ဟုတ်ကဲ့ကျွန်တော် channel လေးကိုလည်းအားပေးကြပါဦး Hello darkness my old friend